အားလုံးပဲမင်္ဂလာပါနောက်ထပ်ကောင်းစင်လေးတစ်ခုမှပြန်လည်ဆုံတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီတစ်ခေါက်အလှည့်ကြတာကတော့လွင်ပြင်းနှစ်ထပ်လို့အမည်ရပါတယ်ဒါဆိုရင်လွင်ပြင်းနှစ်ထပ်ဆိုတာကရောပဲအသေးပဲကိုပို့ဆောင်ပြီးတော့ရေးဆက်ထားပြီလေဆိုတာကိုနားဆင်ကြကြအောင်ပါလွင်ပြင်းနှစ်ထပ်လွင်ပြင်းကနှစ်ထပ်ဖြစ်နေသည်ခြိုင်ဝမ်းလွင်ပြင်း၌စိမ့်ဆူသောလေဝင်များရှိသည်မြင့်ငယ်သည်များကျေသောတောင်ချချောင်းကလေးလည်းလွန်းလွန်ထွေထွေဖြက်ပြေးစီးဆင်းနေသည်ခြိုင်ဝမ်းလွင်ပြင်း၏အရှိတ်ဘက်တနေရာမှာတောင်ကုန်းလေးရှိသည် ရှင်စစ်တောင်ကုန်းမဟုတ်အတန်ကျယ်ဝန်းတော်တောင်ကုန်းလွင်ပြင်လေးပဲဖြစ်သည်လွင်ပြင်ပေါ်မှာကတပ်ပယ်ရှင်းလင်းတော်စီရင်နေတဲ့သူရှိသည်ပြီးတော့ចောင်းတင်ငန်းငယ်တခုလူတမဟုတ်ယဟန်တပါ နေသာယုံចောင်းတင်ငန်းငယ်တခုចောင်းတင်ငန်းငယ်ထဲမှာတော့အမှတ်တရဖြင့်ငြိမ်သက်ပစီတော်ယဟန်တပါမိုးရပြီးစညနေတခင်းသည်တိုးရိပ်တောင်ရိပ်တွေမှိုင်းမြဆွဆွနေခဲ့သည် ။ယဟန်တီ၎င်း၊ကျောင်းတင်ငန်းတီ၎င်း၊စီရီငယ်၎င်း၊မိုင်းမမျက်ညနေကလေးငြိမ်သက်ချင်းသာပဲလွှမ်းခြုံဆူမှုနေခဲ့သည်။ဒစိမ့်မြင်လျင် မေကုံများဆက်တိုက်ပြစ်လွတ်ခြင်းဖြင့်မိဖွဲရတော့ကျွန်တော်မိတ်ဆွေသာမပါခဲ့ဘူးဆိုလျင်စေဝင်စားပွဲရာငြိမ်သက်တည်ကြည်လာတော့ယဟန်တော်ဤဒုစုံတဆမြတ်သောထုတ်ပတ်ဆက်ကြောင့်ကိုနာကြွခွင့်ရခဲ့မည်မဟုတ် ဆက်လီမှာနှမြုပ်ပြီးခဲ့တဲ့နောက်ကျွေးမီတို့ရောကြီးငွေတို့ပေးဆက်ပြီးတဲ့အခါလဲထဲမှာငွေလေးသိန်းကျော်လောက်ကျန်တယ်။စိတ်ပြက်လက်ပြက်နဲ့ဆိုင်တဆိုင်မှာဝင်ထိုင်တော့ရေခဲတောင်ပေါ်ထုံကိုနိုင်ရံမှာကတ်ထားတာတွေ့တယ်။ရေခဲတောင်တက်ချက်စိတ်ပေါ်လာတာနဲ့မြောက်ဖြားကိုထွက်ခဲ့လာတာပဲ။ ဟန်ဤတက်တော်က40ကျော်ခန့်ရှိမိခြင်းသည်ကျဲမှကြက်ခိုင်ပုံလည်းရသည်ငြိမ်သက်တည်ကြည်တော်လဲတခါတုန်းကလူ့ဘဝတွင်အတန်အသင့်အောင်မြင်မှုရခဲ့ဟန်ပါနဲ့တော်မြောင်းဝင်းများတောက်ပတ်ဆဲရှိနေသည်ကိုသတိပြုမိသည်ယဟန်ထိုင်နေတော်မူရာနောက်ဖက်နေရ၌အဖြူရောင်ပလတ်စတစ်ကိုပြားလေးတစ်ခုခြေဆဲထားသည်တင်းလာအင်ကအဆရှိသောနေရမြန်းနှင့်လူအမိများကို ရှင်တွဲရေးသားထားသည် ပညာရတော်ဝင်လက်ရေးလက်သားမျိုးစွမ်းချမ်းရသည့်နေရမယ်နဲ့စွမ်းတကာအမည်တို့ကိုရေးထားခြင်းဖြစ်သည်ဒီဒေသမှာကဖုံးတော်ကြီးကြောင့်အနှဲငယ်ပဲရှိသည်ခန်ဒီရှန်တို့အများစုနေထိုင်သောပိုကိုပန်းလိုက်ပန်းမလွဲနေစွမ်းကွမ်းချွတ်တဲ့သည်အင်ဂျီတရာကျော်လောက်ရှိပေမဲ့စွမ်းကန်းတောင်ဝန်ယူလှူဒန်းနိုင်သည့်အိမ်က၈အိမ်၉အိမ်လောက်ပဲရှိတတ်သည် ဆိုတော့ယဟန်တန်ကတော့သူတို့ဒီလဲဒေတာကန်ရှမ်းဖြစ်ရင်ဖြစ်မဖြစ်ရင်ဒီဒေတာမှာတောင်းဝန်ထိုင်ရင်အငိမ့်စားယူရတော့စစ်ဝန်တန်းဟောင်းများဖြစ်နေဒီကိုတွေ့ရသည်တာတဲ့ကုစုံမှပို့လို့ရသာသနာဝင်တောင်းဝန်ဖြစ်လာရောက်တော့ပညာတတ်ယဟန်အနေနဲ့လည်းရှိသည်လူမြင့်ကျောင်းခန်းတင်ကမ်းမှာယဟန်တော်ကတော့ဖုံရင်ရေခဲတံကိုတက်ပြီးနောက်ပူတော်မှမြစ်စိနာတို့လေးရင်ဖြင့်ပြန်ဆင်းလာခဲ့သည် လေရင်ပေါ်နဲ့လူတယောက်နဲ့မိတ်ဆွေဖြစ်ခဲ့သည့်ထိုမိတ်ဆွေကိုကတော့မြကြီးနားနယ်တဲ့ကဖုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ရာယဟန်ပြုရှင်သောစိတ်ပြင်းပြပြတ်ပြတ်ဖြစ်လာခဲ့သည်ဟုဆိုသည်အတူတူရလျင်ထိုမိတ်ဆွေကပင်ယဟန်တကာလုံ၍ညတော်ယဟန်ဘွားကိုရပ်ယူနိုင်ခဲ့သည်ဟုဆိုပါသည်ယဟန်တို့သည်မြကြီးနားတွင်တော်ဝါဆိုပြီးနောက်ဘုဒ္ဓဟူသို့ပြန်တက်လာခဲ့သည် ပူတော်နဲ့အဝါဆိုသည့်ငါးနှစ်ကာလတွင်အနီးနားရွာကလေးများမှတက်နိုင်သည့်ရည်အားလျက်စစ်ထူထောင်ပေးနေသည့်ကျောင်းကလေးအဝင်ဝမှာမော်တာတစ်လုံးချထားတာတွေ့ရသည့်စက်မှုလက်မှုဝါဒနာရှိ၍အတန်ကြွတ်ကျင်ပုံရှိပုံရပါသည်ကျွန်တော်တို့သည်ထွေဟန်းနှင့်စကားဆက်မိပြောနေကြတော့လေယဟန်းမှာစကားတော်တော်နေသည်အတန်ကကြည်လင်တော်လဲတုံးညင်းသည့်အပြင်တထုံမော်လမြိုင်တန်ဝဲနေ၍ရံဖယံကမင်းဆိုင်နားထောင်နေရသည် တို့ပေမဲ့ကျွန်တော်တို့ဒီဒီနေရာဒီဒေသမှာဒီလိုဟန်တော်ကိုတွေ့ရတဲ့ဖြစ်စိတ်ဝင်စားနေခဲ့ကြပြီဖြစ်သည်ယဟန်ဒီဘဲကလာတယ်လူဘဝမှာတန်ရောစင်မကြံရစ်ခဲ့ဘူးလားပြီးတော့ဘယ်လိုတော့အကြောင်းအကြောင်းကြောင့်ယဟန်ပြုလိုက်တယ်လဲစတဲ့ဖြစ်ဇကားပြတ်တော်မီဆိုတဲ့ဖြစ်မိတ်ဆွေစင်းစက်ကဒီမှာတော့စောက်ကချွတ်တဲ့မှာပေါ့ဖရာဟုဇကားစကြည်သည်ယဟမဲတေကရဲ့ချိုးချံမှုအခွင့်ရတာပေါ့ဟုဆိုသည်နဲ့စကားစာများပြတ်တောက်သွားပြန်သည် မေခွန်းနဲ့မေဖွဲတတ်တော်မိတ်ဆွေကြီးရန်ဖန်ရန်ကစစ်မေးသလိုလေးစံမျိုးပေါက်သွားတတ်တော်လဲတိကျင်စိပြင်းပြနေတဲ့ဖြစ်သူ့ကိုပဲအာကူလိုက်ရသည်ဥစဉ်ရဲ့တန်ရောစဉ်မကြံခဲ့ဘူးလားဖယားဟုသူကမေးလိုက်သည်ယဟန်ဒီမြစ်လာတစ်ချက်ပြင်ကြည့်လိုက်သည်တိလိုတော်အချက်ကိုသဘောပေါက်ပေါ်ရသည်တုံးညင်းစွာဖြေပါသည်ဥစဉ်ရဲ့ဤအကူတော်တယောက်ရှိပါတယ်အရာရှိအရာကန်တဲကပါပဲအမေကဦးစင်းတို့နေစဉ်ကလေးကအဆုံးသွားတယ်အဖေအိုးကြီးရှိသေးတယ်ဦးစင်းတို့မြို့မှာကျန်ခဲ့တယ်ခုဆိုအသက်80ရှိပြီပေါ့ ဒါနဲ့ဒါနဲ့ဥစဉ်ရင်မိသားစုဥစဉ်လူ့ဘဝမှာအင်းအိမ်ထူခဲ့ပါဘူးဥစဉ်ရင်ဟန်းပြုတ်ပြီးဒီရောက်နေတာဖခင်ကြီးသိရလားဖေဟာသိကျင်လည်းသိနိုင်ပါတယ်ဥစဉ်ကတော့အဆက်အသွယ်မလုပ်ခဲ့ပါဘူးစားလည်းမရဘူးဖုံးလည်းမဆက်ဘူးစာမေးပြန်အောင်ပုံဆက်ဖို့ခက်မှမခက်တာဥစဉ်ကဘာဖြစ်လို့ No news is good news လေပါတယ်မှာမကြရတာသတင်းကောင်းပဲပေါ့ဒီနေရာမှာတော့ပြုတ်ပြဲတဲ့မင်းတို့မေးဖို့မေးစွတာမှာကဆိုင်ရင်စစ်ကြီးကိုကျွန်တော်ပါပြဆက်ပြေးသွားခဲ့တယ် ကျွန်တော်တို့ဒီမိုင်းထောင်ချီဝေးကြံရခဲ့တော့မိသားစုများထံသို့ပြန်ဖို့မလွယ်သည့်အတူတူအတန်လေးကြာရကြာရဆိုတော့နေဆက်သူကတယ်လီဖုန်းခေါ်ဖို့ပဲကြိုးပမ်းနေခဲ့ကြသူများဖြစ်သည်စီးအစ်စ်တီကတပတ်တခါကျွန်တော်က9ရက်တခါမေကုံမိတ်ဆွေကတော့ထူကြတယ်တနေ့တခါရန်ကုန်ကိုဖုန်းဆက်သည်သူ့ကိုမြန်မာပြည်အလဲပိုင်းကံလေးဖုန်းဆိုတော့ကြွားကလေးမှမွေးပွားခဲ့သည် ဆချစ်နှစ်သားကလေးကရွာက ထွက်လာခဲ့သည်သူကပစိုးတစ်ခွန်းနဲ့ရွာက ထွက်လာခဲ့တာဗျာအခုဂုံယူပြောတတ်သည်သူတင်နှစ်ပေါင်း30ခန့်ကာလအတွင်းသူဇာတိရွာက ဖခင်အိုကြီးထံသို့နှစ်ကြိမ်ရောက်ခဲ့သည်ဆိုသည်တစ်ကြိမ်လင်တညအိတ်ဖြင့်နှစ်ကြိမ်ရန်ကုန်ကအိမ်သူဇနီးထံသို့မူတစ်နှစ်တစ်ကြိမ်မြောက်ဘုံမခေါ်ရလျင်မိခဲ့ပေါ်ထိုင်မိလိုက်သည်ပူလောင်နေတတ်သည်စစ်စစ်မှာတော့ကျွန်တော်တို့အားလုံးပူလောင်နေခဲ့ကြသည်တန်ရုံးစင်ဖြစ်ပူလောင်နေခဲ့ခြင်းပဲဖြစ်သည် ရဟန်းတော်ကတော့ကျွန်တော်တို့နဲ့ခြားနာတာ EC တင်ရင်းနေခဲ့သည်အေးချမ်းသောအမွေတက်တို့ယဟန်းဤအနီးနားမှာဝိပြန်နေသည်ကိုတွေ့ထိခံစားနေမိသည်ဦးစင်းငယ်စဉ်ကလေးကတွေ့တွေ့မိနေတာရှိတယ်ဦးစင်းရဲ့အခြေရလက်တွေမှာထိမိခိုက်မိတဲ့အခါနာကျင်တဲ့တစ်ပင်တွေလိုခုတ်တဲ့ထစ်တဲ့အခါမနာမကျင်ဘူးအဲ့ဒါပါဖြစ်လို့လဲတစ်ပင်တွေကပါဖြစ်လို့မနာကျင်တာလဲသူတို့မှခံစားနာကျင်ရတဲ့စိတ်ရှိမနေလို့ပဲလား ကျွန်တော်တို့ဒီတန်ကမူလူမျိုးပေါ်မှပြန်ဆင်းလာခဲ့သည့်အထိအတွေးပူစီဖြင့်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်ဆင်းရဲလျောလန်းလေးအဆုံးတွင်စမ်းကြောင်းနှင်းနှင်းလေးတစ်ခုဖြတ်တန်းစီစဉ်နေသည်စမ်းကြောင်းပေါ်မှာတော့ဝါးချန်ခင်းထားသည့်တရားလေးတစ်စင်ခန္ဓာကိုယ်မှာထိမိခတ်မိရမဟုတ်ပဲစိတ်ကိုထိခိုက်နာကျင်ရတာလည်းရှိတယ်လိုချင်တာမရမလိုချင်တာကိုရတဲ့အခါစိတ်မှာထိခိုက်နာကျင်ရပြန်တယ်ဒီတော့ကိုယ်မှာပဲဖြစ်ဖြစ်စိတ်မှာပဲဖြစ်ဖြစ်ထိခိုက်မိတဲ့အခါနာကျင်ခံစားလိုက်ရတာစိတ်ပဲ စိတ်ကအဓိကပဲစိတ်ကိုနိုင်နေရင် စိတ်ကို ပဲ့ပြင်ထိန်းချောင်းနိုင်ရင်မနာမကျင်တော့ဘူးကျွန်တော်တို့ဒီဝါကျန်တရားလေးကိုဖြတ်ကျော်လိုက်ပြီးကျွန်တော်တို့ဒီချိန်ဝန်းလွင်ပြင်မှနေတောင်ကမူလွင်ပြင်တို့ပြန်မျောကြည့်လိုက်ကြသည်လေမယောင်တန်းနေသည့်ချုပ်ရည်စည်းကားတဲ့အေးသက်တိုးငြိမ်သောကျောင်းသင်္ကန်းလေးကိုဟိုးဝေးဝေးမှမြင်နေရသည်သည်ကျောင်းသင်္ကန်း၌ပူလောင်ခြင်းတို့မှဝေးရာတို့ခရင်းနေနေသောရဟန်းတစ်ပါးရှိနေသည် ထိုင်ဝမ်လွင်ပြင်နဲ့တောင်ကမူလွင်ပြင်ကြားဝါချန္ဒရာကလေးခြားနာနေသည်ယဟန်နဲ့ကျွန်တော်တို့အကြံတမုရိယကခြားနေသည်လွင်ပြင်နှစ်ထပ်ဖြစ်နေသည်ဆိုတော့ဖတ်ကြည့်ရင်ဒါဟာတော်တော်ကိုကျဉ်းနေစရာကောင်းတယ်ပေါ့နော်နာကျင်နေခံစားရတယ်ဆိုတာကနာကျင်ခံစားစိတ်ဖြစ်နေလို့ပဲပေါ့နော် ။ဦးစင်းငယ်စဉ်ကလေးကတွတ်တွတ်မိနေတာရှိတယ်။ဦးစင်းရဲ့ခြေလက်တွေမှာထိမိခိုင်းမိတဲ့အခါနာကျင်တယ်။တစ်ပင်တွေလိုခုတ်တဲ့ထက်တဲ့အခါမနာမကျင်ဘူး။အဲ့ဒါဘာဖြစ်လို့လဲ။တစ်ပင်တွေကဘာဖြစ်လို့မနာကျင်တာလဲ။သူတို့မှာနာကျင်ခံစားရတဲ့စိတ်ရှိမလို့ရှိမနေလို့ပဲလား။ဆိုတော့ဒါဆိုရင်ပြန်စစ်စားကြည့်ရမှာပေါ့နော်။ဒိဗယ်တော်တော်ပြေဝပါတယ်။ဆိုတော့ လူဖြစ်နေတာဖြစ်တဲ့အတွက်တေချာပါ့ကိုနာကျင်ခံစားရတာဖြစ်တယ်ဒီမှာပြောခဲ့သလိုပဲလူကျင်တာမရရကျင်တာမလို့ဟိုရကျင်တာကျတော့လည်းမရတာပေါ့နော်ဆိုတော့ကိုမျော်လင့်ထားတာမဖြစ်ကိုကဒီပုံစံဒီရွေးချင်တဲ့ဒီစကားကိုပြောလိုက်တယ်ဒါပေမဲ့တစ်ဖက်ကအာတခြားပုံစံတစ်ခုနဲ့ဖြစ်လာတယ်ဒီလိုမျိုးပေါ့ကိုကဒီလုံရက်ကိုသူ့ကိုကောင်းစေချင်လို့လုပ်ပေးလိုက်တယ်အဲသူ့အတွက်ကကျတော့အာအဲကောင်းစေချင်တဲ့ဟာမထီရဘူးဖြစ်သွားတယ်ဆိုတော့ ဒီအချိန်ဒီအတိုင်းတားရဲမှာကျွန်တော်တို့ဟာနာကျင်ခံစားရတဲ့ဆိုအဲ့ဒါကိုဘလို့ထိမလဲဆိုဒီမှာပါတဲ့အတိုင်းဆိုရင်ဒီတော့ကိုယ်မှာပဲဖြစ်စိတ်မှာပဲဖြစ်ထိခိုက်မိတဲ့အခါနာကျင်ခံစားရတာကစိတ်ပဲဖြစ်တယ်စိတ်ကအဓိကပဲစိတ်ကိုနိုင်နေရင်စိတ်ကိုပဲ့ပင်ထိန်းချောင်းနိုင်ရင်မနာမကျင်တော့ဘူးဆိုတာကိုသိရှိလိုက်ရတာဖြစ်ပါတယ်ဆိုလိုလွယ်နေတော့မဖြစ်နိုင်ဘူးပေါ့နော်ဟိုစူးစမ်းတိဆောက်ရမှာဖြစ်တယ်အဲနာကျင်ချင်းကင်းဝေးတယ်ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးဘလို့လဲဆိုကျွန်တော်တို့ကတက်ရှိတယောက်ဖြစ်နေတယ် ဆိုတော့อืมကိုရဲ့စိတ်ကလေးကိုကိုတိပြီးတော့ဖြည်းဖြည်းရှော့ရှော့ဘယ်လိုလေးဆက်သွားမလဲဆိုတော့ကိုတိရှိလိုက်ရတာဖြစ်တယ်ဆိုတော့အလုံးပဲကိုရဲ့စိတ်ကိုကိုထိမ့်ညိနိုင်ပြီးတော့နာကျင်ချင်းမကင်းဝေးတော့မှနာကျင်ချင်းနေရောပါနိုင်အောင်တတ်တတ်နိုင်အောင်ဒီနိုင်တဲ့လူတယောက်ဖြစ်ပါစေလို့ဒီနေရာလေးကနေပြောလိုက်ရပါတယ်ဆိုတော့နောက်ထပ်ကောင်းစဉ်တစ်ခုမှပြန်လဲဆုံတွေ့ပါမယ်